nationally fine နဲ့အကျိုးရင်ခုန်ခံစားခြင်းအားလုံးဝမင်္ဂလာပါဂျူလီယန်တိုင်းမှာကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာ တော့ nationally fine နဲ့ပွဲစဉ်ဖြစ်ပေါ်တူဂီသင်းနဲ့စပိန်သင်းတို့ရှင်ပြိုင်ကစားကြမှာပါနှစ်သင်းစလုံးအား nationally flag ကိုရယူထားနိုင်တဲ့အသင်းတွေဖြစ်ပြီးလက်ရှိအချိန်မှာခြေစွမ်းပိုင်းရောကစားသမားအင်အားပိုင်းမှာပါတောင်းတင်းကြတဲ့အသင်းတွေဖြစ်ပါတယ်လက်ရှိ champion စပိန်သင်းဟာ nationally နောက်ဆုံး73ပွဲဆက်တိုက်ရှုံးပွဲတွေ့ကြုံထားခြင်းမရှိသလို၃နှစ်ဆက်တိုက်ပြိုင်ပွဲရဲ့ ဘလူဘွဲအဆင့်ကိုတက်လန်းထားနိုင်တဲ့အသင်းလေးဖြစ်ပါတယ်။ပရိုဂီတို့ကတော့ Nation League ပြိုင်ပွဲရဲ့ပထမအဆုံးချန်ပီယံဖြစ်ပြီးဒီပြိုင်ပွဲနဲ့ဆိုကန်ဆက်တက်တဲ့အသင်းဖြစ်ပါတယ်။ဒီနေ့တဲ့စလုံးဟာချန်ပီယံဖြစ်ဖို့ခဲ့တဲ့အသင်းတွေဖြစ်တာကြောင့်ယခုနှစ်ပြိုင်ပွဲမှာဘူဆွေးနိုင်ခဲ့မယ်ဆိုရင် Nation League ဘလောက်ကိုဒုတိယအကြိမ်မြောက်ကင်မြောက်နိုင်တဲ့အခွင့်အရေးကိုရရှိကြမှာပါ။ပွဲကြောင်ပြောရမယ်ဆိုရင်ပေါ်တူဂီအသင်းအနေနဲ့ဘလူဘွဲမှာအဓိကကစားသမားရောနယ်ဒိုကိုပဲဦးတည်ကစားလာပွဲရှိပြီးဖီတင်ယာ ဘာနာဒိုစီဗာဘရူနိုဖာနန်ဒက်တို့ရဲ့ကွလင်နေပဲပွဲထွက်လာလို့ရှိပါတယ်။ခုနောက်ပိုင်းမှာခြေစွမ်းကောင်းတွေကိုပြသထားနိုင်ခဲ့တယ်။ခန်းစစ်ကစားသမားလူလူမန်ဒက်စ်နေတယ်။စပိန်ရဲ့လာမိုင်းရာမဲကိုဘလောက်ထိထိန်းချုပ်ကစားနိုင်မလဲဆိုတာစောင့်ကြည့်ရအောင်ပါပါ။စပိန်ဘက်မှာတော့သူတို့ရဲ့တိုက်စစ်အာတန်ကစားသမားတွေနေပဲပွဲထွက်လာလို့ရှိပြီးလာမိုင်းရာမဲနီကိုဝီလီယံပီထရီရဲ့အားကိုအကောင်းဆုံးတုံးချဖို့ကြိုးစားလာမှတည်ကြပါပဲ။ဒါပေမဲ့စိတ်ပူစရာကောင်းတာ ပြင်သစ်ကိုလေကိုပေးခဲ့ရတဲ့ခန်းစစ်ဖြစ်ပြီးကိုကြီးကိုဥဆောင်လာတဲ့ပေါ်တူဂီတိုက်စစ်ကိုအကောင်းဆုံးထိချုပ်နိုင်မှသာရလက်ကောင်းတွေကိုတွေ့မြင်ရဖို့ရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဂျမနီနိုင်ငံမြူးနစ်မြို့အရီနာကွင်းကြီးမှာရှင်မြန်ကစားကြမယ်။2025 UEFA Nation League ဘူလူပွဲစမှာတော့ကိုကြီးရော်နယ်ဒိုရဲ့ပေါ်တူဂီကပဲအောင်ပွဲခံသွားနိုင်မလား။ ဒါမှန်းပါမေးစပိန်ကပဲချမ်ပီယံဘွဲ့ကိုကာဝယ်သွားနိုင်မလားဆိုတာဂျင်ကွန်စစ်လို့ရှာပွဲဆောင်ကြည့်အားပေးရဖို့မှာဖြစ်ပါတယ်